ဖက်ဖက်ကနေပြီးတော့အကြံဉာဏ်အများကြီးပေးပါတယ်အကုန်လုံးနဲ့ဆိုင်နေတာပေါ့နော်ဒီကွာအတော်ဖြစ်တတ်တဲ့ကြောင့်မလို့အမေလိုပဲအတော်လိုပဲအကုန်လုံးကတေချာဖို့အများကြီး support ပေးပါတယ်ဟုတ်ကဲ့အဲ့လိုမှတီဝိုင်းညူဆိုတော့ကိုကကိုကတည်ရလေဒါတီဝိုင်းညူယူဝတ်ထားရဆိုတော့အခုကဟို fashion စိတ်ဝင်စားတယ် fashion ကြောက်လဲတက်ခဲတဲ့သူမျိုးလို့ပေါ့နော် fashion ကပုံပွားစိတ်ဝင်စားတယ်တေချာလေးလာပြီးတော့ပွဲဆိုလဲပွဲထိုင်လိုက်တာလေးတော့အများတဲ့အဲ့လိုမျိုးဝတ်ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ ့ဘောနော်ဒီမတ်တန်နဲ့ဟိုဟာလာပြီးတော့တက်လက်နဲ့ဘောနော်ဒီ character လေးရှိတယ်ဟိုပါဝင်ပေးပါခုဒီပြပါလို့ပြောရင်ပြီးကိုကလည်းစိတ်ဝင်စားတဲ့အတွက်ကြောင့်မလို့ပါဝင်ဖြစ်တာပါ အဓိကကတော့ကိုကကိုကိုကိုမြင်နေကြပုံစံတစ်ခုနဲ့အဲအသက်တစ်ခုနဲ့လည်းမြင်ရပါဘောနော်ဆိုတော့ကိုလုံးနေကြသမီးလည်းမဟုတ်ဘူးပြီးတော့နည်းနည်းလေး make list ဆန်ဆန်လေးလည်းဖြစ်နေရဲဆိုတော့ဒါပို့တော့ကကိုကကိုမြင်ရတဲ့ဟာမှာအသက်ဆန်လေးတစ်ခုလိုဖြစ်နေရတော့အဲ့ဒါလေးကကိုကကို notice ဖြစ်တဲ့ပေါ့နော်အဲ့တက်ချက်လည်းအဲ့လိုမျိုး stylist တွေရော makeup artist တွေကျေးဇူးကြားရတယ်မှာအဲ့လိုဟုတ်ဒီကလေးတို့ကိုကကိုပြင်သစ်နေတဲ့ပြန်ကြည့်လို့ရှိရင်ဒီကအဲ့လိုရန်ကြည့်လို့ဆရာလည်းကောင်းတယ်ချစ်ဖို့လည်းကောင်းတယ်မင်းနဲ့ဆရာလည်းကောင်းတယ်လို့ဟာသားလေးတွေလည်းပါတယ်ပေါ့နော်အဲ့တော့ရာသားဆုံးပြည့်နေတဲ့ကားတကားလို့မြင်တယ် ကရိုင်းရိုက်တုံးကကြတော့တခြားဘက်တွေမှာကိုကဟိုဟိုကမပါတော့ပေါ့နော်ကိုရဲ့ဟာနဲ့ကိုရဲ့ဇက်ဇက်မှာဆိုလို့ရှိရင်တော့ပျော်ဖို့ကောင်းခဲ့တဲ့အခန်းတွေအများကြီးရိုက်ခဲ့ရတယ်ပြီးရင်အဲ့လို drama စိတ်တွေလည်းအများကြီးပါခဲ့ပါတယ်ဟုတ်အမှတ်တရဆိုလို့ရှိရင်ကိုရောပေါ့နော်အဓိကကဒီပကိုးဘက်ကဒီအခွဲကအပြင်မှာလည်းတကယ်ကိုခင်းတဲ့တကယ်ကြီးနေဖြစ်တယ်တောက်လို့ရရတဲ့အချိန်မှာအခက်အခဲမရှိဘဲနဲ့ကင်မရာဆူးမိမိနဲ့ရဲတူနိုင်ခဲ့တယ်နော်ပြီးတော့ drama scene တွေမှာဆိုလို့ရှိရင်လည်းဟိုကိုဆိုင်နဲ့တစင်းဆိုလို့ရှိရင်ကိုတနေ့ကိုသင်ချာရိုက်ခဲ့တဲ့စခန်းတွေထားလိုက် เนาะအဲ့ဒါလောကမမဲ့ရတာပဲ။ဦးရဲ့ရုပ်ရှင်ကားကြီးလည်းဒီလိုရုံမတင်တာလည်းအရန်ကြပြီပေါ့เนาะ။တမန်ဆုံးဘလိုပဲဖြစ်တာဆို comeback ကိုလည်းပြောလို့ရတယ်ပေါ့เนาะ။အိမ်မြန်မာဒီလိုကြီးပြားဆိုရဲ character အလေးအနေနဲ့ချစ်ပေးပြီးတော့မှတ်မိမှတ်မိပြီးရတဲ့အတွက်ကြောင့်ကိုကအရန်ဝါတာပါတယ်။ကွာအဲ့တော့အဲ့တစီပေါ့နော်ကိုအဲ့ဒါအမှတ်ရဆုံးစီမှာကိုအဲ့တစီကိုတကယ်တနေ့ကုန်တနေ့ကုန်ကြာခဲ့အဲ့တစီရိုက်တာကင်မရာကလည်း360ကိုလောကလှည့်ပြီးရိုက်ရတယ်ပြီးတော့ဟိုဟိုလောက်ရတဲ့ mood တွေရအောင်အရင်ပြင်မှန်းနေစီပေါ့နော်ဟို ပြောရမလားကိုကချစ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဘူရောပြပြတော့ဟိုလိုချင်တယ်အတလေးလဲပါတယ်အဲ့တော့ကိုကအကြောင်းမှန်လာတဲ့အချိန်မှာတူတူရှိရမယ်ဆိုတော့ဝမ်းသာပါတော့ဒါပေမဲ့အထင်နဲ့မြင်ကလောကလွဲသွားတဲ့အချိန်မှာတော့လုံးဝယူကျုံမရဖြစ်တဲ့ခံစားမှုပေါ့နော်အဲ့ချိန်မှာအဲ့လိုကိုဆိုင်ကဒီလိုပခိုးလေးပါဆွဲလောက်တာတော့ဘာလို့ဆိုလို့ရှိရင်လည်းဒါအခုတို့အဲ့ဒီလုံနေတဲ့နေရာမှာသူ့ဟာသူဖြစ်သွားတဲ့မူအရာဖြစ်သွားတာပေါ့အဲ့ဒါကြီးကလည်းအများကြီးပို့ပြီးတော့တွန်းပို့စီရလို့မြင်ပါတယ်ဟုတ်ကြည်ပြလေးပြတကယ်ချစ်ခဲ့ရမဟုတ်ဘူး ငါမေ့စစ်သူမဟုတ်ဘူးကိုပြောတော့ဘသူ့ကိုမှမချစ်ခင်ဘူးပါအောင်ဆိုဒါပေမဲ့ဒီတစ်ခုတော့မောမပြောရလို့ကိုဖုံးကွယ်ထားခဲ့မိပါလေအာဒါတနာကြပါတော့အခုကနှစ်ဘွဲ့ကွယ်နေကိုကတနာကြဆိုရယ်ကိုစားကတနာကြဆိုဒါကြောင့်ဟိုကိုနဲ့ relate လုပ်လို့ရတဲ့လူပေါ့နော်အခုဒီထဲမှာစ character အများကြီးပါတယ်မဟုတ်ဆို character ကြီးပြ character ကိုဇိုင်း character ပြည့်စုံ jake character ပေါ့နော်အဲ့ဒါအကုန်လုံးမှာကိုနဲ့ ဘယ်သူကဘယ်လိုက relate လုပ်နိုင်မလဲဘယ်သူကကိုယ်နဲ့အကြောင်းတိုက်ဆိုင်မလဲဆိုတာပိသက်တွေကတယောက်တယောက်မတူကြဘူးလို့ထင်တယ်အဲ့ဒါပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ဒီဒီခွဲတာအခုလိုဒီ fashion လုပ်တဲ့နီးမဲတွေအဲ့လိုမျိုး team ကြီးပြောင်း team မျိုးစုံကတော့လုပ်ခဲ့ရအဲ့လိုမျိုး comment လေးအများကြီးမြင်ရအဲ့ဒါလေးဖတ်ရ လို့ပြောဖို့ကောင်းတယ်ဘသူကချစ်တဲ့ဆုံးလို့ပြောရမယ်ဆိုတော့အကုန်လုံးကတော့သူကသူနည်းသူဟန်နဲ့အဆုံးစုံဒီချစ်ကြရလို့မြင်တယ်ပေါ့နော်ကြည်ပြဆိုလို့ရှိရင်လည်း तू ဟာသူချစ်တဲ့သူပြောဖို့အတွက်ကိုသူအကုန်လုံးကိုဆွတ်လွတ်လိုက်ပြီးတော့ဆွတ်လွတ်နိုင်တယ်သူနဲ့မပြောဘဲနဲ့တခြားသူနဲ့ပြောရဆိုတခြားသူစီသွား तू ကနေခဲ့မယ်ဆိုရဲဆွတ်လွတ်တဲ့အချက်မျိုးပေါ့နော်ဒါကတော့အဲ့လိုမျိုးပိတ်သက်တယ်ချစ်လို့ရှိရင်ရောဘလို့ဘသူကချစ်တဲ့ဆုံးလို့မြင်မလဲဆိုတာကသူရုံလေးရဲ့နဲ့တင်လို့ရှိရင်ပို့ပြီးတော့သိရတော့မှာပေါ့အဲ့အဲ့လိုလေး လို့ပြောမယ်အဲ့ဒါလေတေချာစဉ်းစားရပေါ့ဆိုတော့ကိုယ်နဲ့မပြောနေလို့ရှိရင်လည်းရေရှည်ကြပါရှင်သူလည်းအဆင်ပြေပါမို့ကိုယ်လည်းအဆင်ပြေပါမဟုတ်တဲ့အတွက်ကြောင့်မလို့တော့ဟိုဆက်စားခြင်းဆွလို့လို့ရှိရင်လည်းနားအောင်နားကြည့်ရမှာပေါ့နားကြည့်ရင်လည်းပဲဆွလို့ဖြစ်မယ်လို့ထင်တယ်ဟုတ်အဲ့ဒါကဟိုတနေ့ဖိုးဖြည့်တယ်လို့ပြောတော့အကိုစိတ်ချမ်းသာမယ်ဟာပေါ့နော်အဲ့ဒါအုံနောက်နဲ့ပုံမှန်မူတည်မလားနှလုံးသားနဲ့ပုံမှန်မူတည်မလားတော့ကိုယ့်ဟာကိုအမ် ရွေးချယ်ရမယ် situation ပေါ်မှာစိုက်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ကိုတို့ဒီလိုမျိုးလုံးဝ romance ကလို့ချစ်စရာတောင်းနေလှလှလေး romance ကမကြည့်ရအရန်ကြပြီအဲ့ဒါကြောင့်ကိုကိုရလည်းကြည့်ရတဲ့အချိန်မှာရှင်လို့ရတယ်ဟိုအယောင်လေးတွေရောအကုန်လုံးကလို့ပြောမယ်လှလှပပလေးအကုန်လုံးဖြစ်နေရပေါ့နော်အဲ့ဒါလည်းမျိုးမကြည့်ရကြတဲ့အတွက်ကြောင့်မလို့ပြန်ကြည့်ရတာဟာ ပီလီလေးကအစ်စ်ဆန်းလေးတစ်ခုလိုမျိုးခံစားရပါတယ်ဟုတ်အခုကတော့ခုဒီနေ့ထိုင်မှာပါတော့ခုမနေ့ကရိုက်ထားတဲ့ဒီပြန်မပြောရတယ်လက်ပြခွဲခြင်းအခုချင်းဆက်လက်မှုရဲ့ပေါ့နော်ချင်းဆက်လက်မှုကခုနောက်ဆုံးရိုက်ခဲ့တာမှာပထမဆုံးလုပ်တင်ခွင့်ရတယ်ဒီကျန်တဲ့နှကားကြံတဲ့အဲ့နှကားတော့လည်းဘိုးကစိတ်လှုပ်ရှားနေတယ်အဲ့နှကားလည်းလာဖို့ရှိပြီရဲ့ပေါ့နော်အဲအခုခုရိုက်ကိုရဲ့နားကလည်းနည်းကြပြီဒါပေမဲ့ဒီရှစ်လပိုင်းကနေစပြီးတော့ခုဟိုပြန်လက်ခံထားတဲ့ကားလေးတွေလည်းအများကြီးရှိပါတယ်အဲ့အတွက်ကြောင့်မလို့အိမ်ဟာလေးတွေလည်းစောက်ပြီးတော့ချိန်ပေးကြပါဦးလို့ပြောချင်ပါတယ် ဟုတ်အမ်ဒါတော့ဟိုပေါ့နော်ကိုတို့ဒီတရုတ်စာအုပ်ရင်းထဲမှာသူကကို experience ရလဲအများကြီးပေါ့နော်တခုနဲ့တခုမှမတူတဲ့ဟာတွေမြင်ရတယ်ဘေးကနေလာချင်တဲ့နေရာအကုန်လုံးကအများကြီးပြီးရဲအိမ်မှာဆိုရှင်နေအကုန်လုံးကကိုကိုဘေးကနေပြလိုအပ်တဲ့ဟာတွေအကုန်လုံးပြပြပြီးရဲအဲ့လိုမျိုး supportive ဖြစ်တဲ့ family ရှိရတဲ့အတွက်ကြောင့်မလို့လဲအဲကိုဒီနေရာထိမှတည်တည်ချာလုပ်နိုင်တယ်လို့လည်းမြင်ပါတယ်ဟုတ်ဟုတ်အဲ့ဒါပေါ့တီဝဲဝတ်တာပြဝတ်တာပေါ့ဆိုတော့အင်းကြီးက ိမ်မအဲ့လိုမျိုးလေမင်းကလေးအများကလေအမေဆရာလည်းအင်ဂျီယူဝတ်တယ်ညီမဆရာလည်းအင်ဂျီယူဝတ်တယ်တိဝဲဆရာလည်းအင်ဂျီယူဝတ်တယ်အဲ့တယောက်တယောက်ကပတ်ပြီးတော့အင်ဂျီယာယူဝတ်နေကြအဲ့လိုဟိုဟိုအင်ဂျီယာအင်ဒီယာကိုပေါင်ကိုရွေးဖို့ကခက်နေရတယ်အင်ဒီယာအင်ဒီရှာတယ်တောက်ပစ်လိုက်ပါအဲအဲ့ဒါတော့အမြဲတမ်းဘေးကနေပြီးတော့အကုန်လုံးကပူအကြံဉာဏ်ကြံဉာဏ်နေပေးကြတယ်အပြင်ထွက်ပြေးဆိုလို့ရှိရင်အကုန်လုံးကတေချာလေးကြည့်ပြီးတော့နားရမလားအဲ့လိုမျိုးပြောဒါပေမဲ့လွ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 နဲ့ပေးဝတ်ထားပါတယ်အကုန်လုံးကအဲ့လိုအကုန်လုံးပေါ့မင်းကလေးညားနေရောအိမ်မအဲ့လိုပဲတယောက်ပြီးတယောက်စီကနေပြီးတော့ ကုန်လုံးယူဝစ်တာပေါ့ပြောပြမလဲ ြည်ပြအတွက်ကကြတော့ तू อ่ะအဲ့လိုမျိုး तू อ่ะအသေးစိတ်ဒီ new site ပြီးချစ်တဲ့ character ပေါ့နော် तू อ่ะအမြဲပြောရအဲ့လိုမျိုးစိတ်လေးလေးရှော့တော့ပါအဲပိန်သွားတယ်เนาะအမြဲတော့အမြဲအသေးစိတ် new site ပြီးချစ်တဲ့သူပေါ့နော်အဲ့တော့ तू อ่ะအဲ့လိုမျိုးကိုချစ်တဲ့သူကကိုဒီရင်ဒီဒီပြောလို့ရှိတော့ရန်တော့ခံစားမှာပေါ့နော်ဒါပေမဲ့ချစ်ပြအနေနဲ့ဆိုလို့ရှိရင်တော့တော်တော်ခံစားခဲ့ရပါတယ်ဟုတ်အဲအဲ့ပေါ့နော်ကိုးစားဆိုလို့ရှိရင်လည်းကိုယ့်ပေါ်အဲ့လိုမျိုးအမြဲတွတ်တွတ်နဲ့လိုက်ပြောတယ်သူဆိုလို့ရှိရင်တော့အဲ့လိုအကြိုက်လောက်ဘူးလို့ထင်တာပဲပေါ့နော်ဒါပေမဲ့လည်းကိုကချစ်လို့စိတ် ပြောတာတော့လက်ခံရပါတယ်။ဟုတ်အမ်ဒီအားကပေါ့နော် team work လို့လည်းပြောလို့ရပါတယ်။ဘိုးတို့ဒီစကားပိုင်းခင်ပါလဲဒီဒီလေးထပ်ထားလုပ်တယ်ပြီးလို့ရှိရင်ဟိုဟို on scene မှာဆိုတော့ဆိုင်ရပတ်ကြလို့ရှိရင်ဒီဇာတ်ရုံးလေးရှိရဲ့ရောက်လို့ရှိရင်ဒီဇာတ်ရုံးကတော့ဘယ်လိုပုံစံလေးရှိရဲ့နော်ဒီစကားဘာကြောင့်ပြောတာလဲအဲ့လိုမျိုးလေးပြောရတဲ့ကြောင့်ဘယ်လို character ပေါ်မှာလောက်ရတာကဟိုခက်ခဲအရမ်းမရှိပဲလုပ်နိုင်ခဲ့ပါတယ်။